ဂါဇာကမ်းမြောင်မှာတိုက်ခိုက်မှုတွေကိုပုံမလုံးဆောင်နေတဲ့အစ္စရေးကဂါဇာတစ်ခုလုံးကိုထိန်းချုပ်ရလိမ့်မယ်လို့မေ၁၉ရက်မှာအစ္စရေးဝန်ကြီးချုပ်ကပြောပါရတယ်။အစ္စရေးကဂါဇာကမ်းမြောင်ဒေသကိုနှစ်လကြာပိတ်ဆို့ထားခဲ့ပြီးတဲ့နောက်ဂါဇာဒေသအတွင်းကိုအစားအစာပို့ဆောင်ခွင့်ပြုခဲ့ကြောင်းအစ္စရေးဝန်ကြီးချုပ်ယုံကမေ၁၈ရက်ကထုတ်ပြန်ခဲ့ပြီးတဲ့နောက်တရက်အကြာမှာအစ္စရေးကဂါဇာကိုထိန်းချုပ်ရလိမ့်မယ်လို့ပြောကြားလိုက်တာဖြစ်ပါတယ်။ထောက်ပံ့ရေးပစ္စည်းတွေပို့ဆောင်တာကိုအစ္စရေးကမလ၂ရက်နေကလေးက ပိတ်ထားတာနဲ့အတူဂါဇာရဲ့ပြည်သူနှစ်သန်းဟာငတ်နေပြီလို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကသတိပေးခဲ့ပါတယ်။လူသားချင်းစာနာမှုဆိုင်ရာအကြံတဲနဲ့ပတ်သက်ပြီးပုံမဝေဖန်ခြင်းခံလာရတဲ့အစ္စရေးကဂါဇာကိုအကန့်အသတ်အကူအညီတွေခွင့်ပြုမှာမဟုတ်ဘူးလို့ထုတ်ပြန်ခဲ့ပြီးပထမဆုံးကုန်တင်ကား90မေ16ရက်ကဝင်လာခဲ့တယ်လို့ဆိုပါတယ်။ဒီကားတွေဟာကလေးတွေအတွက်အစားအစာတွေအပါအဝင်ထောက်ပံ့ရေးပစ္စည်းတွေကိုတင်လာတယ်လို့ဆိုပါတယ်။ဂါဇာရဲမှာရှိတဲ့တိကျတဲ့ကုန်တင်ကားအရေးအတွက်ကိုအတိမပြုနိုင်ဘူးလို့ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူစတီဖင်ဒူဂျာရစ်ကသတ်မှတ်နေမြေက မှောင်နေတာကြောင့်အဲ့ဒီနယ်မြေကိုဘာကူညီမှရောက်မလာပါဘူး။လုံခြုံရေးအခြေအနေတွေကြောင့်အဲ့ဒီလိုအခြေအနေတွေမှာကျွန်တော်တို့လှုပ်ရှားလို့မရနိုင်ပါဘူးလို့ပြောကြခဲ့ပါတယ်။အစ္စရေးဝန်ကြီးချုပ်ဗန်ဂျမင်နေတန်ယာဟုကအကူအညီတွေကိုပြန်ဖွင့်ပေးလိုက်တာအတွက်လက်တွေ့ကြပြီးတန်တမန်ရေးဆိုင်ရာအကြောင်းပြချက်တွေကိုကိုးကားပြောဆိုခဲ့ပါတယ်။လူအများအပြားငတ်မှုနေတဲ့ပုံရိပ်တွေကအစ္စရေးစီရေးကျိုးပမ်းမှုရဲ့တည်ယဝင်ဖြစ်မှုကိုထိခိုက်စေနိုင်ပါတယ်လို့နေတန်ယာဟုကပြောပါတယ်။